ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုဘရူနိမှာဥရောပပွဲတွေနဲ့အပြိုင်ပရီးမီးယားလီဂစုစုပေါင်း6ပွဲကမ်းပြီ ဆိုအင်ကာနေမှာ၃ပွဲဘလူးနေမှာ၆ပွဲဂျာပီနေမှာ၁ပွဲကံပဲဂျာပီနေပွဲကတော့မန်ချက်စတာယူနိုက်တက်ကအင်ကွင်းမှာဝက်ဆန်ယူနိုက်တက်ကိုကံပဲဆိုအင်ကာနေမှာအာဆင်နဲ့ဘရန်ဖူရှိမယ်ဘရိုက်တန်နဲ့အာဆိုဗီလာရှိမယ်ဘန်လီခရစ်စပယ်လီအူဗာဟန်တန်ဖော်ရက်စ်ပြီးတော့မှလီးယူနိုက်တက်ချယ်ဆီနဲ့လစ်ဗာပူးကဆန်ဒါလန်နဲ့ကံပဲဆိုအစောပိုင်းဒီသစံတော်ချိန်အားဖြင့်မြန်မာစံတော်ချိန်နနက် နှစ်နာရီပေါ့ဒီနာနဲ့နှစ်နာရီမှာကံမဲ့ပွဲကအာဆင်သင်းတဲ့ Brentford ဆိုတော့အာဆင်ကလည်းအခုသူတို့ရဲ့အရေးပါတဲ့ကစားသမား Gabriel ရော Saliba ရောနှစ်ယောက်ဆိုတော့ injury ဖြစ်နေတဲ့အချိန်မှာ Stamford Bridge မှာသူတို့တီးတမတ်နဲ့ဂျီနတ်ခဲ့ရတယ်တယောက်ရောတဲ့ခြားကသူတို့အခွင့်အရေးတွေရဖို့ကြိုးပမ်းပေမဲ့ခက်ခက်ခဲစားခဲ့ပြီးတီးကြရတယ်သူတို့ Sunderland ကိုလည်းအမှတ်ရော့ထားတယ်အခု Chelsea နဲ့လည်းအမှတ်ရော့ထားတော့ဒီနေ့ပွဲကအာဆင်မဖြစ်မနေနိုင်ကမ်းပဲဆိုတော့ Brentford ကအခုနောက်ပိုင်းမှာခြေတောက်လျှောက် တက်နေတဲ့အသင်းဖြစ်တယ်ဒါပေမဲ့သူတို့အိမ်ကွင်းမှာရလဲကောင်းတာပေါ့လေ ်ဘရန်ဖို့ကအဝေးကွင်းမှာခရစ်စတယ်ပလစ်ကို2-0နဲ့ရှုံးတယ်ဘရိုက်တန်ကို2-1နဲ့ရှုံးပြီးတော့သူတို့အိမ်ကွင်းမှာလီဗာပူးရဲ့ညူကာဆယ်ရဲ့ဘန်လီကိုအကုန်နိုင်ထားတယ်ဆိုတော့အာဆင်ကတော့သူတို့အိမ်ကွင်းမှာခရစ်စတယ်ပလစ်ကိုနိုင်တယ်ထော့တနမ်ကိုနိုင်ထားပြီးတော့အိမ်ကွင်းရလဒ်ကတော့တည်ငြိမ်ကစားထားတယ်ဒါပေမဲ့ဒီနှစ်သင်းထိတ်တိုက်ဆိုတဲ့ဘောလေးမနစ်ကဘရန်ဖို့ကအမရိကိုလာပြီး1-1တည်ချတယ်ဒါပေမဲ့အာဆင်ကဘရန်ဖို့ရဲ့အဝေးကွင်းမှာ3-1နဲ့ကျွန်တော်မြင်တော့ဘရန်ဖို့ကအာဆင်ကိုအမရိမှာနှစ်ခါတည်ခံထားတယ်နောက်ဆုံး3နှစ်တွင်မှာ နောက်ဟိုတော့နေ့တွေမှာနှစ်ပွဲတည်ခံပြီးတော့အာဆယ်ကိုအတိုက်တာဒုတိယခက်ခဲအောင်လုပ်တဲ့အသင်းဖြစ်တယ်ဒါပေမဲ့ key andrew အသင်းမှာ igor tiago ကအဓိက main player ဖြစ်မယ်အာဆင်အသင်းကတကယ်လို့ချက်လီးပါပြန်ပါလာမယ်ဆိုရင်ခန်းစစ်တော်လေးနေတယ်ဒါပေမဲ့အာဆင်အိမ်ဝင်ဖြစ်တဲ့ကြောင့်အရင်ဆိုရင်ညာမရှိဘူးသူတို့အိမ်ဝင်မှာသူတို့ကောင်းကောင်းလုပ်ပြနိုင်မယ့်အခြေအနေမျိုးရှိတယ်နောက်အခု victor yokres လည်းပြန်လာပြီ gabriel jesus လည်းပြန်လာပြီဆိုတော့လေအိမ်ဝင်အားသာချက်နဲ့အာဆင်အသာစီးရအောင်ပဲပွဲပါနောက်ဘွဲက brighton နဲ့ aston villa brighton ကစားဖို့ဖြည်းဖြည်းချင်းပြန်ကောင်းလာတဲ့အချိန်မှာ villa ကအခုနောက်ဆုံး၈ပွဲမှာ9ပွဲနိုင်တဲ့ဘွဲပဲရှုံးတယ်အဲရှုံးတဲ့ဘွဲက liverpool ကိုရှုံးလာ so as of last clearly ခြေသွင်းတော်တော်လေးညင်တဲ့ချိန်မှာ brighton ကလည်းခြေယူပြသူတို့ကိုယ်တိုင်လည်း up and down ဖြစ်နေတယ်ဒါပေမဲ့အခု brighton သင်းရဲ့လက်ရှိ form ကိုကြည့်လို့ရှိရင်သူတို့လည်းနောက်ဆုံး၄ပွဲမှာ၃ပွဲနိုင်တစ်ပွဲပဲရှုံးတယ်သူတို့ရှုံးတာက manchester united ကို4-2နဲ့ရှုံးတာအဲ့နောက်မှာ leeds ကို9နဲ့ palace ကို3 brentford ကို9 forest ကို9ထားတဲ့ချိန်မှာ aston villa ကတော့ liverpool ကိုရှုံးပြီးတော့ပွဲတိုင်းနိုင်ထားတယ်ဒါခြေကောင်းတဲ့နှစ်သင်းပေါ့လေ villa က brighton ကိုအမြဲတမ်းအသာစီးရတယ်မနေ့ကနှစ်ကြော်လုံးမှာ0-3 draw ပဲ2-2 draw ပဲဟိုးတစ်နှစ်တုန်းက2-1 2-1 နဲ့ Brighton ကတနစ်ပဲပြီးခဲ့တဲ့23 24တုန်းက1-0နဲ့နိုင်ထားတယ်ဆိုထိုက်ကင်ဖြစ်မဲ့ Aston Villa အသင်းအနေနဲ့ခက်ခဲကစားမှုရှိတယ် Brighton ခွင့်မှာနောက်တစ်ခွဲက Burnley နဲ့ Palace ကျွန်တော်မြင်တော့ Burnley လည်းအဲ့လောက်မကောင်းဘူး Palace ကလည်းအသင်းတွေကစားတတ်တယ်ဗျသူဖြင့် ဥရောပပွဲတာမရှိပွဲမပတ်လို့ဆိုပဲလစ်ကောင်းကောင်းကစားနိုင်ပြီးတော့ကျွန်တော်အမြင်တော့ဒီပွဲက Crystal Palace အဝေးကွင်းဖြစ်တဲ့တိုင်အောင်ဘန်းလေးကိုအသာစီရယူနိုင်မယ်နောက်တစ်ပွဲတော့ Wolverhampton နဲ့ Forest နဲ့ကျွန်တော်တို့ဒီပွဲက Rock Edward အတွက်ပထမဆုံးနိုင်ပွဲလို့ကျွန်တော်မျှော်လင့်လို့ရတယ် Wolf ကတော့အခု Villa နဲ့ကစားတဲ့ပုံမှာတော်တော်လေးကောင်းတယ်ဗျာသူတို့ခြေသွမ်းမညံ့ခဲ့ဘူးသူတို့တော်တော်လေးကစားနိုင်တယ် pressure ပေးတယ် Forest က Shaw Dyke အသင်ကဟိုတနေ့က Brighton ကိုရှုံးထားတယ်ကျွန်တော်မြင်တော့ Hoover Hunter သုံးမှတ်ရဖို့အချိန်တန်တော့မယ်73ပွဲရှိပြီသုံးမှတ်တစ်ပွဲမှမရသေးဘူးနီးပြတဲ့2ပွဲရှိပြီရှုံးတဲ့အချိန်မှာဒီပွဲကကျွန်တော်ထင်တော့ ဝူဝါဟတအင်ကွဲမှာအဖိုးတပ်သုံးဘက်ကို Forestry ကရယူနိုင်မဲ့ပွဲမျိုးဖြစ်နိုင်တယ်။အဲ့ဒါလည်းနက်နက်နှစ်နာရီပဲ။ဆိုတော့ Arsenal, Brentford, Brighton နဲ့ Villa, Burnley နဲ့ Crystal Palace, Wolves နဲ့ Forest တို့ကနက်နက်နှစ်နာရီမှာကပ်မယ်။ပြီးတာနဲ့ Leeds United နဲ့ Chelsea လက်ရှိ list ရဲ့ခြေစွမ်းရာ Chelsea ကိုမရှင်းနိုင်ပါဘူးနောက်တစ်ခုက Chelsea ကခု Kaiseiro မပါတဲ့အချက်တချို့နည်းနည်းတော့အာရော့စရာပေါ့လေသူတို့ရဲ့အဓိကကစားမ Moises Kaiseiro သုံးဘွဲပယ်ခံရတဲ့အတွက်ကြောင့်ဒီဘက်မှာ Anzo နဲ့ Richain ပြန်တွဲပြီးတော့ Taisic ကကိုးဖားမှပြန်လာပြီ ဖာမပြန်လာပြီဆိုရင်ချက်စီတိုက်စီကတိတာသွားပြီလက်ရှိနေထားရဒန်နီယယ်ဗာကအသင်းကအခုနောက်ဆုံး၄ပွဲစတိုက်ရှုံးထားတယ်သူတို့နောက်ဆုံးဗီလာကိုနိုင်ထားတာမန်စီးတီးရဲ့အာရှဗီလာရဲ့ဘရိုက်တန်ရဲ့နော်တယ်ဖောရက်စ်ကအမှန်တမ်းပြောရင်တော့လိစ်ကစားတဲ့အသင်းတွေကတော်တော်ကောင်းတဲ့အသင်းတွေဗျာဖောရက်စ်ကိုအဝေးခွေဘရိုက်တန်ကိုအဝေးခွေအာရှဗီလာကိုအင်ခွေမန်စီးတီးကိုအဝေးခွေဒါပေမဲ့လည်းဒါဒီနှစ်သင်းကြားကွာမှုကြီးပါတယ်ဒါလက်ရှိနေထားရချက်စီကအခုလက်ရှိမှာယုံကြည်မှုတော်တော်လေးရနေတဲ့အသင်းနောက်တစ်ခုကချက်စီအသင်းနေနဲ့အခုလောလောဆယ်မှာတရားစီမှာနော် နောက်ကဘောကသူတို့9ချိန်သွင်းထားတယ်အာဆယ်က10ချိန်ပဲသွင်းတာအားအကြီးကြီးအဖြစ်ချယ်ဆီရဲ့ set piece ကလည်းတော်တော်လေးအားကောင်းတယ်ချက်စီကဒီအာဒီမှာတိတာတိုးတက်တဲ့အိုက်ဆက်ပီးစ်ပိုင်းပေါ့လေဆက်ပီးစ်ကသူတို့9ကိုးသွင်းထားပြီးတော်တော်လေးတိုးတက်လာတဲ့အချက်ကသူတို့တဲ့အားသာချက်တစ်ချက်ဖြစ်နေမယ်လီရှူနိုက်တက်ကွင်းဖြစ်တဲ့ခက်ခဲတိုင်သည့်တိုင်အောင်ကျွန်တော်ထင်တော့ လိကတိုက်စစ်အသားပေးပဲကစားတာဗျခန်းစစ်ကစားတာမဟုတ်သူတို့ကိုယ်တိုင်ဖွင့်ကန်တယ်သူတို့ကိုယ်တိုင် attacking သွင်းတဲ့ကျွန်တော်မြင်တော့ဒီပွဲက Chelsea အတွက်အဖို့၃မှတ်ထပ်ရနိုင်တဲ့ပွဲမျိုးဖြစ်မယ်သူတို့ Champions Super League အတွက်မျောလင့်ချင်တယ်ဆိုဒီပွဲဟာမဖြစ်မနေအနိုင်၃မှတ်ယူရမယ်ပွဲဒါ Chelsea တိုက်စစ်ကကြိုက်တဲ့လူသုံးလို့ရတယ် Joao Pedro ကိုထောင်ထားပြီး Cole Palmer က၁၀ဟိုဘက်ချမ်းက Aston Villa နဲ့ Neto ပဲသုံးမလား Garnacho ပဲသုံးမလား ကစ်တင်းပဲသုံးမလားသူတို့တိုက်စင်ကတော်တော်လေးတောင်းတယ်တခုပဲကွင်းလေကခိုင်စီတို့နေရာမှာဆန်တိုးစ်လည်းသူဆန်သုံးနိုင်တယ်လို့ reaching ကို right back အနေနဲ့သွားလို့ရတာဒါကျွန်တော်အမြင်ပေါ့လေဘယ်လိုမြင်ကြလဲဒါ Chelsea ပွဲနောက်ပွဲက Liverpool နဲ့ Sunderland သူတို့ပြင် Sunderland ကတော်တော်လေးညင်နေတာပေါ့လေဒီဘက်နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ Sunderland ကသူတို့အင်ကွင်းရလဲတော်တော်လေးကောင်းတယ်ဒါပေမဲ့ Sunderland ရဲ့အဝေးကွင်း form ကတော်တော်လေးဆူဆူဝါပဲသူတို့ Chelsea ကို Sunderland ကအဝေးကွင်းမှာနိုင်ပေမဲ့ Everton ကိုတီး Arsenal ကိုတီးဘုံမောက်ကိုနိုင်ထားပြီးတော့ ဖူဟန်ကိုသူတို့အဝေးကွက်မှာရှုံးထားတယ်အခုလက်ရှိမှာလီဗာပူးကအိမ်ကွဲမှာဗီလာကိုနိုင်တယ် forest ကိုရှုံးပြီးတော့ west ham ကိုနိုင်တယ်လီဗာပူးလည်း anfield မှာ back to back 3ပွဲဆက်ရှုံးထားတယ် forest ကိုရှုံးတယ် ရှုံးပြီးတော့ဟိုတနေ့က BSV Ivan ကိုထတ်ရှုံးတယ်ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ကျွန်တော်ပွဲပေါ်လေးကစားခဲ့တဲ့ပွဲကိုကြည့်ပြီးတော့ Arsenal ဤဆက်ချီဆိုမဆိုးဘူးဗျသူဝက်ဆန်တဲ့ပွဲဒါပေမဲ့တစ်ခါတည်းဝက်ဆန်ကလည်းအရင်ထဲပိတ်ကန်နေတဲ့ပုံဘူးအရင်တော့ကနီးပြဒီပိုမိုက်စ်လက်ထက်တော့ကတော့ဝက်ဆန်ကခန်းစစ်ကစားပေးမယ်အခုနောက်ပိုင်းမှာအတိုက်ဆက်အသားပြီးကစားတယ်ကျွန်တော်ထင်တော့လောလောဆယ်အနေထားရလီဗာပူးအသင်းအနေနဲ့ဝက်ဆန်ကိုသူတို့နိုင်ထားသည့်တိုင်အောင်သူတို့အသင်းခြေစွမ်းပိုင်ရခမန်းရခက်တယ်ဘာလို့ဆိုအဲ့ပွဲမှာတယောက်ထုတ်ခံရတာတောင်မှလီဗာပူးအကျိတ်နေကစားခဲ့ရတာဒါတခုတော့ရှိတာပေါ့လေဆာလတ်အောက်ပြီးတော့ သုံးမလားဆန္ဒလန်နဲ့လီဗာပူးကြားမှာပြောအပ်ခတ်တယ်ဗျဆန္ဒလန်ကအခုနည်းနည်းခြေကောင်းနေတဲ့အသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အဆင့်တန်းရှိတယ်သူတို့နဲ့သင်းထိတ်တိုက်တွေ့မှုကကြာပြီ2019မှာနောက်ဆုံးတွေ့တာ2016မှာအဲတုန်းကဆန်တလန်ကတူတူတည်ကြတယ်လီဗာပူးက2-0နဲ့နိုင်တယ်ဆိုတော့ဒီနှစ်သင်းကြမှာတိတ် history လည်းမရှိဘူးအခုဆန်တလန်က တို့အိမ်ကွေး City of Light မှာတော့တကယ်ကောင်းတဲ့အသင်းလို့ပြောလို့ရပေမယ့်အဝေးကွင်းမှာတော့ခမိုင်းရခတ်တယ်လီဗာပူးရဲ့ Anfield လီဗာပူးအနေနဲ့ကျွန်တော်ထင်တော့မဖြစ်မနေ၃မှတ်ရယူသင့်တဲ့ဘွဲမျိုးဘာကြောင့်လဲဆိုတော့ဒါအိမ်ကွေးလည်းဖြစ်တယ်ဒီနေ့ဘွဲမှာ Salah ဆိုပါကိုပြန်ပါနိုင်တယ်လက်ရှိနေထားပေါ့လေဂျာဗီနဲ့နနက်နနာကြီးပေါ့လေနနက်နာကြီးမှာ Arsenal နဲ့ Brentford Brighton နဲ့ Aston Villa Burnley နဲ့ Crystal Palace Wolverhampton Forest နဲ့တစ်ဖက်ကတော့ Leeds United Chelsea Liverpool Sunderland နဲ့စိတ်ဝင်စားစရာပွဲကြီးပွဲကောင်းတွေပါအားလုံးကြည့်ကြပါလေ